ဒီတစ်ပတ် Women's and Children Hour အစီအစဉ်နဲ့ပြည်ဆိုင်ရာမျိုးသမီးများနေ့ဟိကတော့အိုက်ဆိုင်လို့နေပါတယ်အဲ့တော့အပြည့်ဒီနှစ်ပြည်ပြည်ဆိုင်ရာမျိုးသမီးများနေ့ဆောင်ဖို့ကမျိုးသမီးများနဲ့မိန်းကလေးများအားလုံးအတွက်အခွင့်အရေးတန်းတူညီမျှမှုနဲ့စွမ်းဆောင်ရည်မြင့်တင်မှုဖြစ်ပါတယ်။အားနဲ့ပတ်သက်ပြီးတော့မျိုးသားညီညွတ်ရေးအစိုးရမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနရဲ့မျိုးသမီးနဲ့ဂျန်ဒါဌာနမှဒေါက်တာနာကို မင်းမြန်တော့မှာဖြစ်ပါတယ်မင်္ဂလာပါဆရာမမင်္ဂလာပါဆရာဟုတ်ကဲ့ဒီနေ့ PP ဆိုင်ရာမျိုးများနေဆောင်ပုံးနေเนาะကိုင်းဒီကျွန်တော်တို့မြန်မာလူပေါင်းကအမျိုးသမီးတွေရဲ့အခွင့်အရေးတို့တန်းတူညီမျှမှုတွေနဲ့ပတ်သက်ပြီးတော့ကျွန်ချိန်ထိုးကြည့်တာပေါ့အဲ့တော့မြန်မာလူပေါင်းမှာအမျိုးဒီလိုအမျိုးသမီးတွေအတွက်အခွင့်အရေးတို့တန်းတူညီမျှမှုအခြေအနေကရောဘလို့အခြေအနေရှိပါလဲခင်ဗျာ ဟုတ်ကဲ့ပါဆရာအမှန်တကယ်တော့မျိုးသမီးအခွင့်အရေးလို့ပြောလိုက်တဲ့အခါတချို့တွေကတော်တော်များများလူအခွင့်အရေးတစ်ခုလို့ဟုတ်แท้မှာပဲအတူတူပါဝင်နေတယ်အမျိုးသမီးအခွင့်အရေးဆိုတာတီးခြားတောင်းစီအောင်လူလို့လားလို့အမြဲတမ်းကျမတို့မေကွန်ထုတ်ခံရလေးရှိပါတယ်သို့တော့ကျမတို့တကဘာလုံးအနေနဲ့ဒါမြန်မာနိုင်ငံနေမှာကတကဘာကဘာလုံးအနှံ့အနေနဲ့ကြည့်လို့ရှိရင်အမျိုးသမီးအမျိုးသမီးများဟာ ခွဲခြားဆက်ဆံမှုတွေကယနေ့ထိရှိနေပါတယ်ဒီတဲမှာမြန်မာနိုင်ငံကတော့ပိုဆိုးပါတယ်ကျမတို့ရဲ့ယဉ်ကျေးမှုထုံးလန်းစင်ဒလိထုံးလန်းနေကြတဲ့မှာအမျိုးသမီးအခွင့်အရေးကအများကြီးကျမတို့ဟိုနစ်နာမှုတွေအများကြီးရှိနေပါတယ်ဒီအတွက်ကျမတို့အထူးစူးစမ်းဖို့လိုအပ်နေသေးကာလဖြစ်ပါတယ်ဒီကြားထဲမှာမှအခုတော်လိုင်းရေးကာလအတွင်းမှာပိုပြီးကျမတို့ကဒီဟိုတော်လန်ရင်းနဲ့ ကျမတို့ Federal Democracy ပြည်တော်မှစုကိုတွားမဲ့တော်လှန်ရေးနဲ့ကျမတို့ရဲ့အတွေးခေါ်တော်လှန်ရေးကိုကြပြိုင်နဲ့လှုပ်ဆောင်ရင်းနဲ့ကျမတို့မျိုးသမီးခွင့်ရေးတွေရရှိအောင်လို့ဆွမ်းဆောင်ဖို့လိုအပ်နေပါသေးတယ်ဆရာ။ဟုတ်ကဲ့အဲ့လိုကွဲပြားခြားနားမှုမှာအလုတ်ကင်ဖန်တီးနိုင်စွာနဲ့အလုတ်ကင်တွေရရှိမှုတွေမှာရောတော်တော်လေးကိုဟိုကွာဟနေတာနောက်ပြီးတော့ဒီဝင်းဝေးအေအချိုးစားတွေကွာဟနေတာရှိပါသလားခင်ဗျ။ဟုတ်ကဲ့ပါ။ဒီကြားကာလအခြေအနေမှာ အာဒီဒီဒီတော်လန်ကြီးကလာအခြေအနေတည်းမှာပေါ့နော်အာအမျိုးသမီးတွေဟာထိခိုက်ခံစားမှုအများဆုံးနဲ့မှာပါပါတယ်အဲကျမတို့ဒါဟို women gender department ရဲ့ကျမတို့ data ကောက်ယူမှုဈေးရအရာကျမတို့ရှေ့တစ်ပတ်အထဲမှာပဲအရတားပြည်သူအမျိုးသမီးပေါ့နော်လက်နက်ကြီးချောင်းလေးချောင်း တိုက်ခိုက်မှုကြောင့်ဒဏ်ရာရသူအယောက်50ကျော်ရှိပြီးတော့အသေးဆုံးသူကအယောက်20ကျော်ရှိနေပါတယ်။ဒါဟာတပတ်အတွင်းဖြစ်ပါတယ်။ထို့နည်းတူစွာပဲဒီကာလအတွင်းမှာလူကုန်ကူးခံရမှုလုံအားကောင်းမှုဖြတ်ခံရမှုတွေကလည်းအများကြီးရှိနေပါတယ်။ဒီအတွက်အမျိုးသမီးတွေရဲ့လုံပိုင်ခွင့်အခွင့်အရေးတွေဟာဆုံးရှုံးမှုအများဆုံးကိုကြုံတွေ့နေရတဲ့ကာလလို့လည်းပြောလို့ရပါတယ်ဆရာ။ဟုတ်ကဲ့အဲ့တော့အမျိုးသမီးတွေရဲ့အနာဂတ်ကို နော်အာကျွန်မတို့အနေနဲ့ဘလို့ဖြစ်စီခြင်းလဲဘလို့ဖြစ်တင်တယ်လို့မြင်ပါတယ်လဲခင်ဗျဟုတ်ကဲ့ပါအဲကျွန်မတို့ဒီလိုဒီအဲမှာအာဒီ Federal Democracy ပြည်ထောင်စုကိုကျွန်မတို့ရှောင်လန်းနေကြတဲ့ကာလအတွင်းမှာပဲလူခွင့်ရေးကိုအဓိကတံပိုးထားရမယ်မျိုးသမီးတို့နီးတူစွာပဲမျိုးသမီးခွင့်ရေးကိုအဓိကတံပိုးထားပြီးတော့အမျိုးသမီးတွေဟာနိုင်ငံရေးလူမှုရေးစီးပွားရေးတွေမှာ ဒန်းတူညီမျှတဲ့အခွင့်အရေးတွေလုတ်ပိုင်권နဲ့စွန့်ရင်ပြဖြုံးမှုတွေရဖို့အတွက်ကျမတို့မြို့သွင်းဝင်ကြီးဌာနကတော့ဒီဇိုင်းမမတ်ဆောင်ရွက်နေပါတယ်ဆရာဟုတ်ကဲ့ကျွန်တော်တွေးရတာလေတချို့သောနိုင်ငံတွေမှာဒီအမျိုးသမီးနဲ့ဒီ main ကလေးငယ်တွေအတွက်ထူးတန်တမန်လို့ဟာမျိုးပေါ့နော်အော်ခန့်အပ်ကြည့်တယ်အမျိုးသားညီညွတ်ရေးဆွေးရမှာရောအဲ့ဒါလိုမျိုးလုပ်ဖို့ဟိုစီစဉ်နေရောရှိရှိရှိပါလားခင်ဗျာ ဟုတ်ကဲ့လောလောဆယ်မှာတော့မရှိသေးပါဘူးဆရာဒါပေမဲ့ကျမတို့ရဲ့မြို့နယ်အသီးသီးကျမတို့မြို့သားညညရဲ့ဆိုရရဲ့စုံမိုးနယ်မြေမြို့နယ်အသီးသီးမှာဟောဟိုတချို့တခြားတိုင်းနဲ့တိုင်းတွေတိုင်းဒေသကြီးတွေမှာဟောပေါ့နော်အဲကျမတို့အမျိုးသမီးအဒီမိုဘိုင်းကားပေါ့နော်အမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေအောင်ကြီးဌာနရဲ့တာဝန်ခံနေထားရှိပါတယ်ဆရာအာတောင်းအမျိုးသမီးကြီးပဲတီးတန်းတော့မဟုတ်ပါတို့တော့အမျိုးသမီးအများစုဖြစ်ပါတယ်အဲတော့ သူတို့ကမြေပြင်မှာစွန်းစွန်းတမန်လောက်ဆောင်နေပါတယ်အဲ GBB case တွေဖြစ်လာတဲ့အခါအချိန်နဲ့တပြင်းညီချက်ချင်းတုံ့ပြန်ဆောင်ရွက်မှုတွေထောက်ပံ့မှုတွေပံ့ပိုးကူညီမှုတွေကိုတပြိုင်တည်းလှုပ်ဆောင်နေသလိုအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတိုင်ကြားတဲ့ရန်တရားကိုလည်းအကောင့်ထဲပေါ်ဆောင်ရွက်နေတဲ့သူတွေဖြစ်ပါတယ်။သူတို့ရှိနေပါတယ်။လောလောဆယ်တတ်တမန်ခန့်အချင်းမျိုးတော့ကျမတို့ရှိမှာအစီအစဉ်ရှိနေပါဦးဆရာ။ โอเคဒီအမျိုးသမီးတွေဒန်းတူညီမျှမှုပေါ့เนาะအဲ့ဒီအာဖြစ်ပေါ်လာကြီးနောက်ပြီးတော့အလုတ်ကိုင်းခွင်းလန်းနေအဲသူတို့ရဲ့လုံခြုံရေးတွေဖြစ်ပေါ်လာဖို့အတွက်အမျိုးသားညီညွတ်အစိုးရအနေနဲ့လက်တွေ့လှုပ်ဆောင်မှုဟိုဒီလေးနှစ်တာကာလအတွင်းမှာလှုပ်ဆောင်မှုတွေလို့ပြောလို့ break down လုပ်မယ်ဆိုရင်ဘာတွေလို့ပြောလို့ရမှာခင်ဗျာโอเคပါကျမတို့အမျိုးသမီးအခွင့်အရေးလို့ပြောလို့ရှိရင်အဲ့အခွင့်အရေးကိုရဖို့အတွက် လက်လန်းမီနိုင်တဲ့အခွင့်အလမ်းတွေဖန်တီးပေးဖို့လိုပါတယ်။ဒါမှသာလင်ဒီအခွင့်အရေးကိုရရှိနိုင်မှာဖြစ်ပါတယ်။အဲ့တော့ကျမတို့မျိုးမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးရာဝန်ကြီးဌာနကဒီလေးနှစ်တာကာလအတွင်းမှာကျမတို့ပထမကာကွယ်ဝင်ကြီးဌာနနဲ့ပူးပေါင်းပြီးတော့ COC ကုတ်တော့ contact ကိုရေးဆွဲတဲ့နေရာမှာလည်းအမျိုးသမီးတွေနောက်ပြီးတော့ gender ပေါ့နော်ဒီကျမတို့ဒီ LGBTQ ဆိုတဲ့ ကျမတို့ဒါဟိုဒီရောချန်တာဒါထဲမှာချန်တာအားလုံးပါတာပေါ့နော်ကျမတို့ကြားမလို့ဘယ်တော့မှမရည်ညွှန်းပါဘူးချန်တာလို့ရည်ညွှန်းပြီးတော့ဒါတွေအားလုံးတန်းတို့ညီမျှဖို့အတွက်ကျမတို့လုပ်ခဲ့တာရှိတယ်။နောက်တစ်ခုကတော့ PSHC policy လို့ခေါ်တယ်။နိုင်ငံဆိုင်ရာထိပါနှက်ချက်ရှင်အမျက်ထုတ်ခြင်းမဖွဲ့မရပြုမှုခြင်းဆိုင်ရာကာကွယ်ပေးရမှုဝါဒကိုကျမတို့ရေးဆွဲတယ်အကောင့်ထဲပေါ်တယ်လက်တွေ့လည်းအကောင့်ထဲပေါ်နိုင်ခဲ့တယ်။ဒီမှုနဲ့ဒီဥပဒေ ီဥပဒေနဲ့ပတ်သက်ပြီးတော့အာဒီမြို့သားမြို့ကြီးအစိုးရแท้ကဝန်ထမ်းတွေကိုရေးယူနိုင်မှုလည်းရှိခဲ့တယ်ပေါ့နော်အောင်မြင်ခဲ့တယ်လို့လည်းမဆိုလို့ရပါတယ်နောက်တစ်ခုကတော့ကျမတို့ဂျန်နာတန်တူရေးမှုဝါဒဒါကိုလည်းကျမတို့ရေးဆွဲပြီးဖြစ်ပြီးအခုအကောင့်ထဲပေါ်ရေးလုပ်ငန်းစဉ်တွေကိုလည်းကျမတို့ရေးဆွဲနေပါတယ်ဒါတွေကိုလည်းလုပ်ဖို့ရှိတယ်နောက်တစ်ခုကတော့အမျိုးသမီးငြင်းချင်းရင်းနေလုံုံရေးဆိုင်ရာမဟာပြည်ကမူပေါင်းမဟာပြည်ကလုပ်ငန်းစဉ်ပေါ့နော်ဒါကိုလည်းကျမတို့ရေးဆွဲနေပါတ ဒါကိုလည်းကျမတို့ရေးဆွဲပြီးရင် implementation accounting ဖွဲ့ရေးလုပ်ငန်းစဉ်ကိုကျမတို့ဆက်လက်လှုပ်ဆောင်မှာဖြစ်ပါတယ်ဒါကတော့ကျမတို့ဒီလေးနှစ်တာအတွင်းမှာကျမတို့ရဲ့အဓိကပေါ့မြို့သမီးတွေရဲ့အခွင့်အရေးတန်းတူညီမျှမှုချန်တာအခွင့်အရေးခေါ်တာပေါ့နော်ချန်တာအခွင့်အရေးတန်းတူညီမျှမှုတွေရရှိဖို့လည်းကျမတို့ရဲ့ဆန်းဆောင်ချက်တွေဖြစ်ပါတယ်။ Okay အဲကျမခုနကပြောတဲ့တည်းမှာဒီချန်တာအခွင့်အရေးတန်းတူညီမျှမှုတွေလောက်ကိုင်းတဲ့နေရာမှာတချို့က အာအမျိုးသမီးဤရေးရလို့ဆိုလို့ရှိရင်လူခွင့်ရတဲ့မှာပါပြီးလို့နော်ယူဆတဲ့လူရှိတယ်လို့ဆိုရဲအဲဒါဒါအပြင်ပဲဒီလိုမျိုးပေါ့အော်လက်တွေ့ကောင်းတဲ့ပေါ့လှုပ်ဆောင်အောင်မှာစီးယုံအောင်မှာအာရင်းချင်းမှုကရောစိန်ခေါ်မှုဖြစ်သလားနော်တခြားရောဘလို့ဟိုအဟန့်ဓာတ်တွေအများရှိပါသေးလဲခင်ဗျဟုတ်ကဲ့အာစိန်ခေါ်မှုတွေရှိပါတယ်ဆရာရင်းချင်းမှုကြီးပဲပြီးတာမဟုတ်ပဲ ਨੇ ဟိုထုံတန်းတွေ delay တွေပေါ့နော် delay ထုံတန်းတွေ norm state ပေါ့နော်ဒါတွေရှေးယိုးဆွဲပေါ့ရှေးကျမတို့ကတော့ရှေးယိုးဆွဲလို့ဆိုချင်ပါတယ်အဲ့တော့ရှေးယိုးဆွဲအယူအဆတွေဒါတွေဟာကျမတို့တွေစိန်ခေါ်မှုအများကြီးရှိပါတယ်ဒီတော်လန်ရေးကာလအတွင်းမှာတောင်မှကျမတို့ကအာဒီ gender နဲ့ပတ်သက်တဲ့အာမူဝါဒတွေပေါ်ဆောင်ဖို့အတွက်လုပ်လုပ်မယ်ဆိုရင်အာတချို့တွေကဒီတော်လန်ရေးအတွင်းမှာဒါတွေလို့လို့လား တော်လန်ရေးကိုပဲပို့ပြီးအားဆိုင်ရမှာမဟုတ်ဘူးလားလို့မိခွန်းထုတ်တဲ့သူတွေအများပြားရှိပါတယ်အဲဒါဟာကျမတို့ရဲ့အကြီးဆုံးစိတ်ကောမှုဖြစ်ပါတယ်တကယ်တော့ကျမတို့ကကျမတို့ဟာဒါမတရားသောစစ်အာဏာရှင်ကိုတွန်းလှန်ပြီးကျမတို့လိုချင်တဲ့ Federal Democracy ပြည်ထောင်စုကိုထူထောင်ဖို့အတွက်ကျမတို့ရဲ့ခုခံတွန်းလှန်စစ်ဖြစ်ပါတယ်ကျမတို့တွေအမတန်ကြီးမြတ်တဲ့ တော်လှန်ရေးဖြစ်ပါတယ်ဒီတော်လှန်ရေးကိုသွားတဲ့နေရာမှာတော်လှန်ရေးနဲ့အတူတူလူအခွင့်အရေးကိုကာကွယ်မြင့်တင်ခြင်းဆိုတာဘာလဲလှုပ်ဆောင်သွားရမှာလဲဖြစ်ပါတယ်ဒီအထဲမှာဂျန်နာတန်းတို့ညီမျှောက်ဆိုတဲ့အမျိုးသမီးခွင့်ရေးတွေကလည်းပါဝင်ပါတယ်အဲ့တော့ကျမတို့ဒါဒီနဲ့ပတ်သက်လာရင်ဒါဒီအကောင့်ထဲပေါ်ဖို့ဆိုရင်အအများဆုံးမိကုန်မိခံရတာခုနအရှိမပြောသလိုပါတော်လှန်ရေးကာလတွေမှာဒါလေးလို့လို့လားဆိုရင်မိကုန်မျိုးတွေဟာကျမတို့အတွက်အချိန်မဆုံးစိန်ခေါ်မှုဖြစ်ပါတယ်ဒါတွေကိုလည်းကျမတို့ awareness တွေ advocacy တွေလုပ်ပြီးတော့ကျမတို့ဒါဟိုပြန်လည်ပြီးတော့ဟိုကျမတို့ဟိုတည်ထောင်ပြန်လည်ထူထောင်နေရတာလည်းရှိပါတယ်။အာကျမတို့ယနေ့အထိဒါ awareness သင်တန်းတွေ training တွေ advocacy training တွေအများကြီးလုပ်နေရဈေးပဲဖြစ်ပါတယ်။အာဆက်ပြီးတော့စူးစမ်းရအောင်မယ်လို့လည်းပြောချင်ပါတယ်။ဟုတ်ကဲ့။လိန်ချမ်းဖတ်မှုဂျူးလွန်လို့ပေါ့နော်အပြစ်ပေးနိုင်ခဲ့တဲ့လူ ဟိုအမှုပေါင်းအားလုံးဘယ်လောက်ရှိလဲခင်ဗျာโอเคဒါ우တော့အခုလောလောဆယ်ကျွန်မကိန်းကနန်းရပြောမယ်ဆိုရင်တော့ကျွန်မတို့ဗာအနေလေးခက်ခဲရှိပါတယ်ပေါ့နော်ကိန်းကနန်းညကျွန်မပြန်ပြီးစစ်ရအောင်မှာဖြစ်ပါတယ်သို့တော့ကျွန်မတို့မှာမူဝါဒရှိပါတယ်အဲ့ဒါကတော့ဘလို့အကြောင်းပြချက်နဲ့မှလိင်အကျန်းဖတ်မှုကိုခွင့်လွှတ်စရာကျွန်မတို့အကြောင်းမရှိပါဘူး တရားမျှတမှုရရှိဖို့ဘယ်နည်းနဲ့မဆိုသွားရမယ်ဆိုရယ်မူဝါဒဟာကျမတို့ no tolerance ပေါ့နော် ကျမတို့ဒါမူဝါဒဖြစ်တယ်ဒါအမျိုးသားညီညွတ်ရေးဆိုရရင်မူဝါဒလည်းဖြစ်တယ်လို့အမျိုးသမီးလူငယ်နဲ့ကလေးတငယ်ရေးဝင်ကြီးဌာနရေးမူဝါဒလည်းဖြစ်တယ်အဲ့တော့တချို့မူတွေကတော့အာအမေတရားရုံးကအမေချမှတ်ပြီးဖြစ်တယ်တချို့ကတရားရုံးမှာရှိနေစေဖြစ်တယ်လို့အာတချို့ကလည်းရဲလုံငန်းစဉ်အဆင့်မှာရှိနေပါတယ်ဒါကိုကျမတို့ အဓိကတော့ကျမတို့ဝန်ကြီးဌာနကအာတရားစွဲလုပ်ငန်းဒီအမှုစင်မိန့်ချတဲ့လုပ်ငန်းစီတွေမလုပ်ရတော့လဲပြည်သူလူထုအတွက်ဒီအမျိုးသမီးတွေဒီလိန်ပိုင်းဆိုင်ရာအကြံဖက်မှုခံရသူတွေအတွက်အတူတူကရက်တည်ပြီးတော့အတူတူကတရားမျှတမှုရရှိဖို့ပေါ်ဆောင်ပေးတယ်ကျမတို့ပြီးရင်ကျမတို့ပံ့ပိုးကူညီတယ်ထောက်ပံ့တယ်နောက်ပြီးတော့ကျမတို့ လုံခြုံတဲ့နေရာရွှေ့ပြောင်းပေးတယ်ဒီလိုဟာတွေကိုကျမတို့ဒီဇိုင်းမမတ်လောက်ဆောင်နေတယ်ဒီအမှုတွေတရားမျှတမှုရရှိဖို့လည်းဆက်ဆက်ဝန်ကြီးဌာနတွေနဲ့အစဉ်တစိုက်ကျမတို့ဆွေးနွေးနေရမှာရှိပါတယ်ဆရာဟုတ်ကဲ့အမျိုးသမီးခွင့်ရေးဂျန်နာတန်းတူရေးတို့ဒီလိုမျိုးတွေလှုပ်ဆောင်နေနေရမှာเนาะဟိုကျွန်တော်နားလည်သားနိုင်ငံတကာရဲ့အကူအညီတွေလည်းအဲလိုအပ်တာမျိုးတွေလည်းရှိလိမ့်မှာပေါ့ဒါပေမဲ့အခု ဟိုမကြတဲ့ငယ်တော့ USA ကတာမျိုးဖြတ်တာတို့အဲ့လားနိုင်ငံငါရဲ့တခြားသောဟိုသူတို့နိုင်ငံမှာစစ်မဲ့ဖြစ်ပွားတဲ့အတွက်အဲစစ်မဲ့ရေးရာကိစ္စတွေအတွက်ကိုတုံးနေရတဲ့အတွက်အကူအညီတွေညော့လာတော့အဲ့တော့ဒီနိုင်ငံငါအကူအညီတွေညော့သွားရင်ရောဒီလိုကိစ္စတွေအကောင့်ထဲပုံမှုကညော့ချသွားနိုင်လားခင်ဗျာကျမဒါကိုတော့ကျမတို့လေထိထိကျကျပြောလို့ပါတယ်မညော့သွားနိုင်ပါဘူးဆရာမညော့သွားနိုင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ ကျမတို့အကောင့်ထဲဖော်ကြီးလုပ်ငန်းစဉ်တွေကတချို့အရာတွေကကျမတို့ကနိုင်ငံတကာရဲ့ပံ့ပိုးကူညီမှုတွေကမထီရောက်ဘူးမဟုတ်ထီရောက်ခဲ့ပါတယ်အဲ့ဒါကတော့ကျမတို့ဤပညာပိုင်းဆိုင်ရာပံ့ပိုးမှုတွေဖြစ်ပါတယ်ကျမတို့မူဝါဒတွေရေးဆွဲတဲ့နေရာမှာ advocacy training တွေလုပ်တဲ့နေရာမှာ awareness training တွေလုပ်တဲ့နေရာမှာနိုင်ငံတကာရဲ့ပံ့ပိုးကူညီမှုကအရင်ရေးကြည့်ပါတယ်ဘာဖြစ်ဆိုနိုင်ငံတကာမှာဒီလိုမူဝါဒတွေရေးဆွဲတာဟာသူတို့ကအမှန်တန်ကျွမ်းကျင်နေတဲ့သူတွေဖြစ်ပါတယ် ို့တော့မြေပြင်မှာအကောင့်ထဲပေါ်ဖို့ကိစ္စကတော့ကျမတို့ဘတ်ဂျက်မရှိလဲကျမတို့ဟုတ်လောက်ဆောင်ပြီးခဲ့တဲ့အရာတွေဖြစ်ပါတယ်အရင်တွေကလောက်ခဲ့တဲ့အရာတွေဖြစ်ပါတယ်မြေပြင်မှာအကောင့်ထဲပေါ်ဖို့တော့ဘယ်လိုနိုင်ငံတကာဖွဲ့စည်းမျိုးကမှကိုကြီးခဲ့တာမျိုးတိတ်မရှိခဲ့ပါ training တွေအတွက်ပဲရှိခဲ့ပါတယ်အဲ့ဒီအတွက်မြေပြင်မှာအကောင့်ထဲပို့ဖို့အတွက်ဆုံးတော့ကျမတို့ကလုံးဝရက်တန့်သွားမဲ့အရာမျိုးတော့မဟုတ်ဘူးလုံးဝ တုံဆိုင်သွားမယ့်အရာမျိုးတော့မဟုတ်ဘူး။ကျမတို့ရခင်တဲကအကောင့်ထဲပေါ်ရေးလုပ်ငန်းစဉ်တွေလုတ်ခဲ့တယ်လို့ယင်းတိလည်းအာလုတ်ဆောင်ဆဲဖြစ်ပါတယ်။နောင်လဲလုတ်အောင်မှာဖြစ်ပါတယ်။မြို့သားညီငယ်ဆွေအမျိုးသမီးလူငယ်နဲ့ကလေးတငယ်ကြီးရာဝန်ကြီးဌာနရဲ့မြို့သမီးနဲ့ဂျန်နာဌာနမှုဒေါက်တာနာဆွေးနွေးကြတာဖြစ်ပါတယ်။ဒီမှာရဲ့ Women's and Children's Hour Season ကိုအပတ်စဉ်အင်္ဂါနေ့ည9:00နာရီခွဲမှာဒီမှာရုပ်မြင့်တန်ကြားနေထုတ်လွှင့်ပြသနေပါတယ်။ ဆောင်မြော်ကြည့်ရှုကြပါလို့ခေါ်လိုက်ပါ